ကြခင်ကပြီးစီးသွားတဲ့အာဆီယံထိပ်သီးညီလာခံ အပြီးအောက်တိုဘာလ23ရက်မှာထုတ်ပြန်တဲ့အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ကြေညာချက်မှာမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့စီးရေးပဋိပက္ခတွေချက်ချင်းရပ်ဆိုင်မှုနဲ့မြန်မာကိုယ်တိုင်ဥဆောင်ပြီးအားလုံးပါဝင်မှုရှိတဲ့ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကျင်းပသွားဖို့တိုက်တွန်းထားပါတယ်။ဒါပေမဲ့စစ်ကောင်စီဟာ2021ခုနှစ်ဧပြီလကကျင်းပတဲ့အာဆီယံအစည်းအဝေးကဆုံးဖြတ်ထားတဲ့ဘုံသဘောတူညီချက်တွေကိုအကောင့်ထဲပို့ဖို့သဘောတူခဲ့ပေမဲ့အ နာသိန်းကာလ၄နှစ်နေပါရဲဝင်လာတဲ့အထိလိုက်နာလှုပ်ဆောင်တာမရှိသေးပါဘူးဒီကြားထဲမှာစစ်ပွဲ area တွေကျယ်ပြန့်လာပြီးလူအသေးအပြောင်နဲ့ဖမ်းဆီးခံရသူတွေစစ်ဘေးရှောင်သူတွေပုံများလာပါတယ် ဒါကြောင့်ဒီကနေ့အစီအစဉ်မှာမြန်မာအရေးနဲ့ပတ်သက်ပြီးအာဆီယံတရုတ်နဲ့အမေရိကန်နိုင်ငံတွေရဲ့ရပ်တည်ချက်နဲ့လက်တွေ့အနေအထားတွေကိုတန်လိုက်ခမီဒီယာရဲ့တာဝန်ခံအင်တီတာဖြစ်တဲ့ဒေါ်ဆုမြတ်နဲ့ဝါရှင်တန်သတင်းသမားတဦးဖြစ်တဲ့ဦးတိုးစော်လက်တို့ကအဓိကဆွေးနွေးသွားမှာဖြစ်ပြီး host အနေနဲ့ကျွန်မညီပြေဆောင်ကပါဝင်တင်ဆက်သွားပါမယ်။ဟုတ်ကဲ့မင်္ဂလာပါမဆုမြတ်နဲ့ဦးတိုးစော်လက်အေးမင်္ဂလာပါဗျာဟုတ်မင်္ဂလာပါရှင် ဟုတ်ကဲ့ရှင်ဆိုတော့ကျမတို့ရဲ့ဒီနေ့အစီအစဉ်ကိုဦးတိုးစောလာနဲ့ဆက်လိုက်ပါမယ်ပေါ့နော်ဆိုတော့အခုနောက်ဆုံးလာအိုမာဂျမ်ပါသွားတဲ့ဒီအာဆီယံထိပ်သီးအစည်းအဝေးကိုစစ်ကောင်စီရဲ့နိုင်ငံခြားရေးဌာနအငြင်းတဲ့အတွင်းဝန်ဦးအောင်ကျော်မိုးကိုဆေလွှတ်ခဲ့တာဟိုအနာသိန်းကာလာ၃နှစ်ကျော်တည်းမှာထူးခြားတဲ့အချက်ဖြစ်တယ်ပေါ့နော်နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်လို့အာဆီယံကတုံးထားပေမဲ့ဒီအရာရှိရဲ့ပါဝင်ပတ်သက်မှုကဒီအင်မတန်နိုင်ငံရေးဆန်တယ်လို့ဝေဖန်မှုတွေလည်းရှိနေတယ်ဒါကြောင့်ဒီစစ်ကောင်စီ အနေနဲ့အခုလိုထိတ်တန့်အရာရှိကြီးတယောက်ကို အစည်းအဝေးဆေးလွှတ်တာဟာလက်ရှိကြုံနေရတဲ့နိုင်ငံရေးအကျပ်တဲတွေအတွက်ထွက်ပေါက်ရှာဖို့ကြိုးပမ်းမှုလို့ပြောလို့ရနိုင်မလားပေါ့နော်ဟုတ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့အရင်ဆုံးဆွေးနွေးပြပါဦးတို့ဆောင်လက်ဟုတ်ကဲ့အခုပြီးခဲ့တဲ့အာဆီယံထိထိပ်သီးပေါ့နော်55ကြိမ်မြောက်အဲ့ဒါတော့ထူးခြားပါတယ်၃နှစ်အတွင်းမှာဒါပေမဲ့အာဆီယံနိုင်ငံတွေကလည်းအခုတလောမြန်မာပြည်နဲ့ပတ်သက်ရင်ဟိုမြန်မာစကားပုံလို့ပေါ့နော်မျက်မမြင်ပုံသားတွေစဉ်းစားတယ်လို့ပဲ ကိုစမ်းမိတဲ့နေရာပဲအမှန်လို့ထင်ပြီးတော့တယောက်တစ်မျိုး interpretation ပေါ့ဘာသာပြန်မှုတွေရှိလာတယ်ဒါပေမဲ့ခက်စိတ်စိတ်တော့ဖြစ်လာတယ်မကြခင်ကဂျကာတာဆွေးနွေးပွဲလုပ်တယ်နောက်တစ်ခါအခုထိုင်းရနေပြီးတော့သူတို့ဥစသူတို့ဥဆောင်ပြီးလုပ်မဲ့ proposal ဒီဇင်ဘာထဲမှာပါနောက်တဲ့၂လလောက်ဆိုဖြစ်မှာပါခြားအာဆီယံကောင်းဆောင်တွေကိုပါဖို့သူတို့တွေဟို lobby လုပ်လာတယ်ခက်စိတ်စိတ်လှုပ်ရှားမှုတွေတွေ့လာရတယ်အဲ့လိုပဲစစ်ကောင်စီကလည်းသူကနိုင်ငံရေး လမ်းညာမှာရှိလာတာကိုရွေးကောက်ပွဲလုပ်မယ်အဲ့တော့သူတို့ဘက်ကအဆင့်မြင့်ဆိုတာပြောတဲ့အများအားအတွင်းဝင်ပို့လာတဲ့အခြေအနေတွေရှိတယ်ပေါ့နော်ဒါပေမဲ့တကယ်လက်တွေ့မှာတော့အာဆီယံဘုံသဘောတူညီချက်၅ရက်ဆိုတာဆက်လုပ်တဲ့အသုံးနှစ်လောက်အင်ဒိုနီးရှားမှာစားခဲ့တယ်မင်းအွန်လိုင်းကိုလည်းတက်ပြီးတော့သဘောတူထားတယ်ဟိုမြင်သာထင်သာရက်လက်ပါမှမရှိသေးပါဘူးအခုတည်းတည်းတော့ဒါပေမဲ့ထပ်ပြီးတော့နိုင်ငံတကာ ဟိုဆက်ဆံရေးပေါ့နော်အခုတော့ဘယ်လိုပြောရမလဲ close door diplomacy လို့ပြောရမှာပေါ့တကားပိတ်ပြီးလုပ်နေတဲ့ diplomacy မှာတော့ ASEAN ရဲ့ဆိုတော့ဟိုညမပြောသွားတဲ့ဒီကျွန်တော်တို့တရုတ် American ရဲ့ဒီဆက်ဆံရေးကတော့မြန်မာပြည်ရဲ့အပြောင်းအလဲမှာတစုံတရာအရေးပါမှုရှိတယ်သူတပြင်းတော့စင်ကာပူဝန်ကြီးချုပ်သူ propose လုပ်သွားတယ်အဲ့ဒါနည်းနည်းနှိစက်တယ်မြန်မာအရေးကိုတရုတ်နဲ့ American ပါဝင်တဲ့ခြေကမှုမျိုးနဲ့လုပ်ကြည့်ပါပေါ့အဲ့လိုမျိုးများ ကျော်ပြီးတွေးလာမယ်ဆိုရင်ဘာဖြစ်လို့လဲနှစ်ခုစလုံးကကမ္ဘာအရင်အဲစူပါ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 အာဆီယံတနိုင်ငံချင်းထိုင်းအပါဝင်လောက်ကြီးကြီးမားတဲ့ဟိုဩဇာအာဏာရှိမှနေပါဘူးဟိုနေနိုင်ငံကြီးတွေလည်းမဟုတ်ပါဘူးဒါပေမဲ့အာဆီယံအားလုံးစုလိုက်ရင်တော့ရှိပါတယ်အဲ့လိုမျိုးအဲ့လိုမျိုးထူးထူးခြားခြားအသက်လေးတွေဟိုအရင်ဘုံသဘောတူချက်ငါးချက်တို့ဘာလို့ပြောနေတာလဲတော့ကြော်လာရင်တော့စိတ်ဝင်စားဖို့ကောင်းမယ်ဒါပေမဲ့လောလောဆယ်မှာတော့လှုပ်ရှားမှုတွေခက်စိတ်စိတ်ဖြစ်နေပေမဲ့မြမ ပြည်တွင်းမြေပြင်လက်ရှိအခြေအနေအရတော့လောလောဆယ်ဘာမှတိုက်ပြီးတော့ဟိုဟိုရလက်ကောင်းကောင်းရှိတဲ့တွစ်ဆုံဆွေးနွေးမှုတို့ဟိုအဖြေတော့ထွက်လာအောင်မမှုတ်သေးဘူးနောက်တစ်ခါမြန်မာပြည်သူတွေရဲ့ကိုးစားယုံကြည်မှုလည်းအာဆီယံပေါ်မှာတော်တော်ကျလာပါတယ်ဒီကဟိုအာဆီယံမှာမဟုတ်ပါဘူး UN ရောနောက်ဆုံးတော့ဟိုပြည်တွင်းရဲ့အင်အားဒီပြည်ထဲမှာပဲရှိတယ်ဆိုတော့တော်တော်လေးသဘောပေါက်လာတယ်ဒါပေမဲ့ အခုလို regional စုဖွဲ့မှုတွေကမြန်မာပြည်အပြောင်းအလဲမှာတစုံတရာအရေးပါမယ်။နောက်အခုလိုတရုတ်လိုဟာမျိုးဆွဲထည့်လာတဲ့ American လိုဟာမျိုးဆွဲထည့်လာတဲ့အခုမင်းအောင်လန်တရုတ်နိုဝင်မှာသွားမယ်ဆိုတဲ့ဟာတွေနဲ့ဆက်ဆက်လာတယ်။အဲ့လိုဟာတွေကတော့တစုံတစ်ခုအမြဲတမ်းစောင့်ကြည့်နေရမယ်အခြေအနေရှိတယ်လို့စာပြီးဆွေးနွေးပြရစီခင်ဗျာ။ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒီတခါတော့မတ်စမြတ်ကိုအလှည့်ပေးခြင်းပါတယ်ဒီစစ်ကောင်စီကိုစလဲအာဆီယံအစည်းအဝေးတက်တာနဲ့ပတ်သက်ပြီးတော့တချို့ကဟိုအာဆီယံအစည်းအဝေးတွေမှာစစ်ကောင်စီကိုစလဲတွေကိုပေးတက်တာဟာမြန်မာအရေးနဲ့ပတ်သက်ပြီးတော့အာဆီယံရဲ့ ကျိုးပန်းချက်တွေကို ထိခိုက်နိုင်တယ်လို့ဝေဖန်တာတွေရှိတယ်လို့တချို့ကလည်းဒီ၃နှစ်ခွဲကာလတွေမှာ စစ်ကောင်စီကိုကိုစားပြုတဲ့အရာရှိတယောက်ကပထမဆုံးအနေနဲ့ပေါ့နော်ဒီအာဆီယံခေါင်းဆောင်တွေကိုလူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခွင့်ရတာဟာဘုံသဘောတူညီချက်တွေကိုအကောင့်ထဲပေါ်ရမှာဟိုအထောက်အကူပြုစေရလို့မြင်ကြတာတွေလည်းရှိနေတယ်ဆိုတော့မဆုမြန်နေတဲ့ဒီအပေါ်မှာဘယ်လိုမျိုးဆွေးနွေးခြင်းမှာလဲရှင်ပေါ့ အဲ့တော့ ASEAN ဘုံသဘောတူညီချက်လို့ပြောရင်ဒီချက်ကိုစစ်ကောင်းဆောင်ကိုယ်တိုင်ဒီပေါ့နော်အနာသိန်းကလာအစဒီ2021 April ကလေးကဒီသဘောတူခဲ့လက်မှတ်ထိုးခဲ့တာဖြစ်တယ်။ဒါပေမဲ့ account ထဲပေါ်ဖို့ပြက်ခဲ့တဲ့အပြင်အဲ့အချက်50ချက်ထဲမှာရှိတဲ့အကြမ်းဖက်မှုတွေရပ်တန့်မှုနဲ့ဒီလူသားချင်းစာနာထောက်ထားမှုအကူအညီတွေခွင့်ပြုဖို့ဆိုတဲ့အချက်တွေကိုအများကြီးချိုးဖောက်ခဲ့တယ်ပေါ့နော်။၃နှစ်ခွဲကျော်လင်းနေမိပါကာလတွေဒီကာလအတွက်ကိုစစ်တပ်ကအကြမ်းဖက်အဖွဲ့ဆိုတာကိုတက်တည်ထူတဲ့လုပ်ရက်တွေပဲအများကြီးလှုပ်ဆောင်ခဲ့တာ။ အခုဆိုလို့ရှိရင်စစ်တပ်ကြောင့်အနာသိန်းကလာတွေတည်ဆုံခဲ့ရတဲ့လူအရေအတွက်က6000နီးပါးလောက်ဖြစ်နေပြီဆိုတာကို ABB ကလည်းဒီမှတ်တမ်းပြုစုထားရပါတော့။ဘာဖြစ်လို့ဒီအကြက်ဖက်အဖွဲ့အဖြစ်တက်တည်ထူနေတာလဲလို့ဆိုရလို့ရှိရင်ဒီနှစ်2024ထဲမှာတော့စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်နဲ့ပြစ်လို့အမျိုးသမီး226ယောက်တည်ဆုံခဲ့ရတယ်။အဲ့ဒီတဲမှာအသက်မပြည့်သေးတဲ့16နှစ်အောက်ကလေး16နှစ်အောက်က30လောက်ပါနေတယ်ပေါ့နော်။တခြားအကြိုက်ရည်လည်းအများကြီးပါ။ နောက်တစ်ခုကဒီလူသားချင်းစာနာရတာမျိုးအခုမြေပေါ့အခုဆိုရင်မြန်မာနိုင်ငံရဲ့ပြည်သူ၄ယောက်မှာတယောက်လောက်ကဒီအခြေခံစားတောက်ဖွယ်ရာတွေအရေးပေါ်လိုအပ်နေတဲ့အခြေအနေကိုရောက်နေပြီဒါပေမဲ့စစ်တပ်ကဒီပုံမှန်တက်ငွေကြီးဖို့နဲ့အင်တာနက်သုံးဆက်ကတွေဈေးမြင့်တာတွေနောက်မီတာကတိုးကောက်တာတွေလောက်ပဲတခြားဘက်တွေမှာဥစားပေးနေတာတွေ့ရတယ်ပေါ့နော်ဘာဖြစ်လို့ဒီဟာတွေပြန်ပြောနေရလဲဆိုတော့ဒီကိုယ်တိုင်လက်မှတ်ထိုးထားတဲ့ဘုံသဘောတူညီချက်၅ချက်ကိုစစ်ကောင်းဆောင်ကအကောင့်ထည့်ဖို့မပြောနဲ့ ဒီကိုတမနာလုပ်ဖို့အရေးကိုပဲဦးစားပေးခဲ့တဲ့အခြေအနေကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်။အာဆီယံကလည်းဒီအချက်တွေကိုအကောင့်ထဲမှာပေါ်နေစစ်တပ်ကိုဒီ2021အအောက်တိုဘာလကလေးကဖဲထုတ်ထားပြီးတော့ပေါ့နော်ဒီအကောင့်ထဲမှာပေါ်တဲ့အတွက်ကြောင့်မလို့ဆိုနိုင်ငံကြီးကဒီကိုစားမပြုတ်သူတွေကိုတရားဖွင့်ပေးမဲ့အခြေအနေဆိုတာမျိုးဖြစ်ခဲ့တယ်ပေါ့နော်။နိုင်ငံသားရင်းဝင်ကြီးဒီဦးဝနမောင်လင်းလက်ထက်ကနေပြီးတော့ဦးသားစင်လက်ထက်ရောက်လာတော့အာဆီယံနဲ့ပတ်သက်တဲ့အစည်းအဝေးတချို့ကိုတက်ရောက်ဖို့စစ်တပ်ကဆေးလွတ်လာတာရှိလာတယ်ဆိုတော့ ဒီ2024ဒီနှစ်ထဲရောက်လာတော့မှဒီအာဆီယံဥက္ကဋ္ဌတောင်ဝင်ရလဲစစ်တပ်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့လာအိုနိုင်ငံဖြစ်လာ။အဲ့ဒီမှာစစ်ကောင်းဆောင်ကအာဆီယံနိုင်ငံတွေရဲ့ဒီနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကိုညွှန်ကြားရေးမှူးဒီဒေါ်မလာတန်ထိုက်ကိုတက်ရောက်ဖို့လွှတ်လိုက်တာတွေ့ရတယ်။အခုအစည်းအဝေးမှာတော့အမြဲအတွင်းဝင်ဦးအောင်ကျော်မှုကိုဆေလွတ်တာဖြစ်လာတော့ဒါကကျွန်တော်အာဆီယံနဲ့ဒီစစ်တပ်ကြားဆက်သွယ်ရေးကောင်းမွန်လာတဲ့သဘောလားပေါ့။ဒါအပြင်ဒီနှစ်မကောင်ခင်အတွင်းမှာဒီထိုင်းအောင်ဆောင်ပြီးတော့မြန်မာအယူဆွေးနွေးဖို့ညီနောက်ပြီးတော့ကုနာ tracker လို့ခေါ်တဲ့ဒီပြီးခဲ့တဲ့နှစ်ကအာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားနောက်လက်ရှိလာအိုနောက်ပြီးတော့လာမယ့်နှစ်ဥက္ကဋ္ဌမလေးရှားတို့အသေးချာဆွေးနွေးကြမယ်ဆိုတာလည်းတွေ့ရတယ်ပေါ့နော်ဒီချက်တွေကြည့်မယ်ဆိုရင်ဒီအာဆီယံနိုင်ငံတွေကမြန်မာနိုင်ငံကြီးအတွက်စစ်တပ်ပေါ့ဒီနိုင်ငံကြီးကထွက်ပေါက်ရှာပြီးမလားစစ်တပ်အနေနဲ့ကလည်းရွေးကောက်ပွဲဆိုတဲ့စကားလုံးကိုတုံးနေတော့သူတို့ဘာသာစကားမဲ့ဒီရွေးကောက်ပွဲကိုအာဆီယံနိုင်ငံတွေအတိအမှတ်ပြုစီခြင်းလို့လမ်းစဖော်ရလားဆိုတာကတော့ပြောရခဲ့တဲ့အခြေအနေပဲဖြစ်သေးရဲ့ ဘာဖြစ်လို့လဲဆိုရင်စစ်တပ်ကဒီနှစ်ကုန်ပိုင်းကာလအတွင်းမှာ PDF တွေကိုနိုင်ငံရေးရဆွေးနွေးဖို့ဆိုတဲ့စကားလုံးနဲ့ပြည်တွင်းမှာကန့်လန့်လာတယ်လို့မျိုးပြောလာတာပြောထားတာလည်းရှိတယ်။အဲ့ဒီထဲမှာလည်းဒီရွေးကောက်ပွဲနေအဖြေရှာဖို့ဆိုတာမျိုးလည်းပါတယ်ပေါ့နော်။အခုကတော့နိုင်ငံတကာနဲ့ပတ်သက်လို့ရှိရင်ဒီတရုတ်နဲ့ရုရှားကိုဒါဒီအဖက်လုပ်ရှင်တဲ့စစ်တပ်က ASEAN ကိုပါချိတ်ဆက်ဖို့လမ်းစာပေါ်လာတာဆိုတော့ဒီအစိုးရအကောင်လားဆိုတာတော့စောင့်ကြည့်ရမယ်အခြေအနေလို့ပဲပြောချင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဆိုတော့နောက်တစ်ချက်ဥတိုးစော်လက်ကိုမေးချင်တာကဒီအာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာစင်ကာပူဝန်ကြီးချုပ်ကမြန်မာအရေးနဲ့ပတ်သက်ပြီးတော့ငြိမ်းချမ်းစွာအပြေရှာနိုင်ဖို့အာဆီယံက ကျိုးပန်းနေချိန်မှာပေါ့နော်အမေရိကန်နဲ့တရုတ်လိုအာဆီယံရဲ့မိတ်ဆွေတွေကလည်းမြန်မာအတွက်အကောင်းဆုံးနီလန်းရှာဖွေရမှာကိုညီပေးကြဖို့ပန်ကြားခဲ့တာတွေ့ရတယ်ပေါ့ဆိုတော့အာဆီယံအဖွဲ့တွေထဲမှာလည်းအအဖွဲ့ဝင်နိုင်ငံတချို့အနေနဲ့နိုင်ငံတကာကိုဝင်ပါစေချင်တဲ့စံတာရှိနေတာကိုမြင်ရတယ်ဒါပေမဲ့တရုတ်ကတော့မြန်မာစစ်တပ်ပြိုကျပြီးအနောက်နိုင်ငံတွေနဲ့နှီးဆက်တဲ့ဒီ NUG နဲ့ PDF အုပ်စုတွေအနိုင်ရသွားမှာကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြောထားတယ်ပေါ့နော်ဒီတော့မေးချင်တာကဒီမြမအရေးနဲ့ပတ်သက်ပြီးတော့ဟိုစစ်ကောင်စီအပေါ်တရုတ်ရဲ့ရည်တည်ချက်ကြောင့်ပဋိပက္ခပြေလည်ဖို့ကပိုဝေးသွားနိုင်မလားပေါ့ဟုတ်တရုတ်ကိုဘေးဖယ်ထားရင်ရောပြေလည်သွားနိုင်ပါမလားပေါ့နော်ဥတို့ဆိုလည်းဘယ်လိုများဆွေးနွေးချင်ပါလဲရှင်စင်ကာပူဝန်ကြီးချုပ်ရဲ့ဟိုသူ့ရဲ့ approach ကတကယ်သာ American ပါလာရဲ့နောက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါဆိုဒေသတွင်းမှာတော့တရုတ်က ူကဟိုဘယ်လိုပြောရမလဲအာဘဟန်ပေါ့နော်သူကတော့အပေါ်စီးရထားတာပေါ့မြန်မာဆိုရင်အိန္ဒိချင်းအာဆီယံနဲ့တရုတ်ဆက်ဆံရေးကတော်တော်တရုတ်ရဲ့ investment တို့တော်တော်လေးနောက်ပိုင်းတရုတ်ကတိုးချဲ့ပြီးလှုပ်လာတာတွေ့ရတယ်လေအာဆီယံပေါ်မှာယင်းနေမြုံနေမှုထိုင်းလိုနိုင်ငံမှာတော့မှသူ့ရဲ့ဟိုတရုတ်ရဲ့ order အာဏာကိုလာအောင်ဆိုပါလို့ကတဆင်ဖြန့်လာတာပဲလေအဲ့လိုပဲကမ္ဘောဒီးယားပေါ်မှာလည်းတရုတ်ရဲ့ order လွှမ်းမိုးမှုတွေအများကြီးရှိတယ်သူတပြည့်တော့အာဆီယံဒေသတွင်းရဲ့ ဟိုနေ့မှာတော့တရုတ်ရဲ့လွှမ်းမိုးမှုမှာရှိပြီးသားတကယ်လို့ပါအမေရိကန်ကအမေရိကန်ရဲ့ဟိုနေ့ကျတော့အခုဟိုနိုင်ငံရေးဝန်ကြီးဟို state secretary blinken လည်းလာတာပဲအဲ့ဒီမှာတော့မြန်မာအရေးကိစ္စကြီးလည်းပြောလာတယ်နောက်တစ်ခါအခု regional group ပဲမှာတကယ်တမ်းသာဟိုတည်တည်ဆိုင်ဆိုင်တရားဝင်ပါလာရင်တော့အာဆီယံလက်ပို့ပြီးအားကောင်းတာပေါ့ဗျာပို့ပြီးတော့တကယ်ကမ္ဘာစူပါပါဝါအနေနဲ့အဲ့တော့တရုတ်ကတော့ပါထားပြီးသားပေါ့တရုတ်ကတော့ပုံမှန်ပြီးမှာဟိုတလောကပဲတရုတ်ရဲ့ရည်တည်ချက်တွေထွက်လာတယ် ြီးရင် तू ကပြောထားတယ်ဟိုတရုပ်စာကိုပြည်တွင်းစစ်ကိုလက်မခံဘူးလို့နော်သူတို့ရဲ့မကြော်ရတဲ့စီ3စီတို့ဝန်ကြီးကိုယ်တိုင်လာပြီးတော့သူမဲခေါင်ကပတ်ပြီးတွေ့တာရှိတယ်အာဆီယံနဲ့ပတ်ပြီးတွေ့တာရှိတယ်မြန်မာပြည်အရေးနဲ့ပတ်သက်ရင်တရုပ်ကတော့ပါနေပြီးသားပဲပြီးရင် तू ကဟိုဖီးရတွေတကယ်လက်တွေ့လဲအခုဖီးရမျိုးစုံပေးလာတာတို့နောက်တစ်ခါစစ်ကောင်စီဘက်ကိုတီးတီးတတ်တတ်ရက်လာတာတို့အဲ့လိုအခြေအနေတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ပုံပြီးသိရမှာကတော့သိကျင်တာတော့ American နဲ့အနောက်အုပ်စုပေါ့။သူကလည်းသူ့ယူကောက်ပဲသူရှိတယ်လေ ထိုင်းရဒီဇင်ဘာကတော့နည်းနည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ဘာဖြစ်လို့လဲ။နိုဝင်ဘာမှာအမေရိကန်ယူကောက်ပွဲရှိတယ်။ရှိတော့ဘယ်သူတက်လာမလဲဆိုတော့ကြည့်ရတာပေါ့နော်။ဟိုတက်လာပြီးလို့အခုလက်ရှိအစိုးရပဲဆိုရင်တော့ဒါမဲ့ဟိုနိုင်ငံရေးမှာတော့ဒီဥစ္စာအမေရိကန်ကဘယ်သူတက်တဲ့မြန်မာနဲ့ပတ်သက်တဲ့ policy ကတော့တခုပဲလို့ပြောပေမဲ့အစိုးရအသစ်တခုရဲ့အာသူ့ဟန်သူအခြေချအောင်နဲ့မြန်မာဘက်ကိုကြော်ပြီးကြည်နိုင်ပါမလားပေါ့။အဲ့လိုပဲမြန်မာကလည်း စစ်ကောင်းဆောင်တွေကလည်းအမေရိကန်အပါဝင်အနောက်နိုင်ငံအောင်တော့သူတို့ကစီးယုံကျင်နေတာတော့ပါတယ်။ဂျန်နဲ့တရုတ်တို့ဘာလို့ကတော့ရှိပြီးသားပါ။ဟိုသူတို့ဘက်ကလည်းပါထားပြီးသားသလိုဖြစ်နေတာပေါ့နော်။ဒါပေမဲ့တကယ်စင်ကာပူဝန်ကြီးချုပ်ပြောသလိုမျိုးတကယ်မဟာအင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံတွေမှာပါလာရင်တော့ပို့ပြီးတော့တော့အရင်တော့ကတော့ကျွန်တော်တို့ paper tiger လို့ခေါ်တာပေါ့ဗျာ။အယုတ်ကြားပေါ့။ဟိုပုံတော်တို့ကြားငါးချက်ရှိတယ်။ဆိုတော့မဆုမြတ်ပြောသလိုပဲအကြံဖတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုနဲ့အနေဆုံးလူသားချင်းစာနာမှုတော့ဘာမှမလုပ်ပေးနိုင်တဲ့အခြေအနေက ဒါဟာမလုတ်ပေးနိုင်ရင်အင်အားကြီးနိုင်ငံတွေပါပါလာရင်တော့လုတ်ပေးဖို့တစုံတရာဖီအားပိုများလာနိုင်တယ်ပေါ့အဲ့ဒါတကယ်ဖြစ်လာရင်တော့ကောင်းပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့တရားလည်းတကယ်ဟို policy တရအနေနဲ့ဆိုတော့ close door တဲ့ပေါ်တဲ့ပို့တဲ့နော်တကားပိတ်ပြီးတော့တူတူတိတ်တိတ်ဆွေးနွေးလာတဲ့ပို့တဲ့ဟာဆိုရင်တော့ကိုယ်စိတ်ဝင်စားဖို့ကောင်းပါတယ်နောက်တစ်ခါလည်းမြေပြင်အခြေအနေရသူတို့ဟိုနေ့ကတရားဝင်ပြောထားတယ်ဗျာဂျကာတာဩသူတို့ရဲ့ ဟိုထုတ်ပြန်ကြေညာချက်တွေကြီးတော့လေဘတ်ပေါင်းစုံကိုသူတို့ချိကပ်သွားမယ်ဒါပေမဲ့တရားဝင်တော့မဟုတ်သူတို့တိတ်တိတ်ပဲပေါ့သူတို့ရဲ့ quiet diplomacy ပဲပြောပြောမြန်မာပြည်မှာဘယ်သူမှမြှောက်ပြလိုက်လည်းမသိဘူးမီဂါဖုန်း diplomacy လို့ခေါ်ပါတယ်ကျွန်တော်တို့တဲလောင်တဲလောင် diplomacy ကအလုံးမဖြစ်ဘူးဆိုတဲ့အစွဲကအခုတည်းရှိနေတယ်အဲ့တော့သူတို့တိတ်တိတ်လိုက်ပြီးတော့တကားပိတ်ညှိတဲ့အစင်နဲ့ကြော်ပြီးတရားဝင်ပို့ပြီးတော့ပွင့်လင်းမြင်တာတဲ့ပို့ engage လုပ်တဲ့ဟာဆိုရင်တော့ ကျွန်တော်တို့ပိုစိတ်ဝင်စားစရာကောင်းတဲ့အခင်းကျင်းတစ်ခုကိုတွန်းပို့နိုင်မယ်ထင်ပါတယ်။အဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီလိုပဲတူတူတက်တက်နဲ့လုပ်တဲ့ diplomacy တွေကတူတူတက်တက်နဲ့ပဲပြီးသွားပြီးလုံလန့်ချလဲလိုက်နေအောင်မယ်လို့ပဲပြောပြရစီခင်ဗျာ။ ဟုတ်ကဲ့ပါရှင်ဟုတ်။နောက်ဒီလက်ရှိနိုင်ငံတကာအခင်းအကျင်းမှာတရုတ်နဲ့အမေရိကန်နှစ်နိုင်ငံစလုံးကနိုင်ငံရေးစစ်ရေးစီးပွားရေးစတဲ့ကဏ္ဍပေါင်းစုံမှာပြိုင်ဘက်ဖြစ်နေရပေါ့နော်။အခုဆိုရင်တောင်ကျုပ်ပင်လယ်ကိစ္စနဲ့မြမအရေးဆိုရင်လည်းဒီလိုဖြစ်လာနေတယ်။ဆိုတော့ဒါနဲ့ပတ်သက်လို့မဆုမြတ်ကိုမေးချင်တာကဒီမြမအရေးဟာတရုတ်နဲ့အမေရိကန်အပါအဝင်အနောက်နိုင်ငံတွေရဲ့ပထဝီနိုင်ငံရေးအရကစားကွင်းလိုမျိုးဖြစ်နေမလားပေါ့နော်။ဟုတ်မဆုမြတ်တုံသက်ချက်ကိုသိချင်ပါတယ်ရှင်။ အဲ့တော့ဒီအကြောင်းအရာတော့အရင်တော့လည်းအများကြီးဆွေးနွေးခဲ့ပူပါတယ်အဲကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့ဒီတရုတ်နဲ့အနေနဲ့မိတ်ကြီးဆက်နေတဲ့မြန်မာနိုင်ငံကတကယ်ကိုဘီချက်နဲ့ချက်ဖြစ်နေဖြစ်ရတဲ့အခြေအနေပေါ့ပေါ့နော်ပထဝီနေသားရကစားကွင်းလို့ဖြစ်နေတာကတော့အခုစစ်တပ်အာဏာသိမ်းမှမဟုတ်ဘူးနှစ်ပေါင်းများစွာကလေးကလို့ပြောလို့ရတယ်ပေါ့နော်အခုနောက်ဆုံးအခြေအနေမှာတော့တော်တော်ကြီးကိုတရုတ်ကမြန်မာအရေးမှာဒီအမေရိကန်ဝင်လာမှာပေါ့အပြင်းထန်စိတ်ပူနေတာတွေ့ရတယ်ဒါကြောင့်မလို့ပဲအနောက်နိုင်ငံတွေနဲ့ဆက်ဆံရေးကောင်းတဲ့ဒီ NGO မဆက်ဆံမဆက်ဆံခြင်းမို့နောက်ဆုံးသူနဲ့နယ်နိမိတ်ထိစပ်နေတဲ့ဒီတိုင်းသားနဲ့နဲ့ကိုင်စုဖွဲ့တွေကတော့အနောက်နိုင်ငံတွေနဲ့ချိတ်ဆက်တာမပြောနဲ့အနုကြည်နယ်တော့ပူပေါင်းချိတ်ဆက်လှုပ်ဆောင်တာမကြိုက်တဲ့အနေထားလို့ပေါ်တင်ပြောမပြောယုံတမဲပေါ့နော်ထွက်လာတဲ့ထုတ်ပြန်ချက်တွေဒီကကြည့်ပြီးတော့လဲကျွန်တော်တို့တွေ့နိုင်တယ်နောက်ဆုံးကုကန်တက်တွေကဒီစာထုတ်လာတဲ့အထက်မှာဒီအနောက်နိုင်ငံတွေနဲ့မပတ်သက်ကြောင်းအနုကြည်နယ်မပူပေါင်းကြောင်းနဲ့အစိုးဆုံးကတော့အနောက်နိုင်ငံတွေကဒီသတင်းသမားတွေကိုသတင်းဖြည့်ကြဖို့သတင်းယူဖို့တောင်ခွင့်မပြုကြောင်းဖြစ်လာတယ်ပေါ့နော် ဒီစီနီကိုကြည့်မယ်ဆိုလို့ရှင်ဒီတရုတ်ကမြန်မာနိုင်ငံကြီးရဲ့လိုအပ်ချက်ဖြစ်နေတဲ့ Federal Democracy အရေးဆိုတာကိုစိတ်ဝင်စားအောင်စိတ်ဝင်စားတာကဒီသူတို့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ American က Democracy ဆိုတဲ့စကားလုံးနဲ့မြန်မာနိုင်ငံကြီးမှာပါဝင်နေတာကိုမကြိုက်တဲ့သဘောတွေ့ရတယ်ပေါ့နော်အဲ့ဒါကြောင့်လည်းအခုနောက်ပိုင်းမှာစစ်တပ်ကိုတိတိတသားဒီပြန်ပြီးတော့ဆက်ဆံရေးလုပ်လာတယ်။အာဆီယံနိုင်ငံတွေရဲ့ဒီပုံတော်တော်လေးအကြံအစည်ရဲ့ကိုအဖြေရှာဖို့ပြောဆိုလာနိုင်လာရှိသလိုသူနဲ့ဆက်ဆံရေးရှိတဲ့ဒီတိုင်းသားနဲ့နိုင်ငံအစုအဖွဲ့တွေဖိအားပေးလာတယ်လို့ယူဆလို့ရတယ်ပေါ့နော်။ ။ဘာဖြစ်လို့လဲဆိုရင်ဒီတရုတ်နဲ့အမေရိကန်ရဲ့နိုင်ငံရေးကစားကွက်ထံမှာမြန်မာနိုင်ငံရေးကပို့ပြီးအကွဲပြဲဖြစ်လာမလားလို့တောင်မှစိတ်ပူရတဲ့အခြေအနေပါ။ဆိုတော့ဘာကြောင့်လဲဆိုတော့ဒီ K3C လို့ ARG တိုင်းသားလက်နက်ကင်ဒီအစုအဖွဲ့ဖြစ်တဲ့ကရင်ကချင်နောက်ကရင်နေချင်းပေါ့နော်သူတို့အဖွဲ့တွေရဲ့ NUG ရဲ့ကအမေရိကန်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့အခြေအနေမှာရှိနေဒါအစုအဖွဲ့တစ်ပဲဆိုပါဆိုပေါ့နော်အစုအဖွဲ့နှစ်မှာဘယ်သူတွေပါလဲပေါ့ဆိုတော့အဲ့ဒီမှာကကြတော့ဒီတရုတ်ကလည်းလက်ရှိမှာအင်အားကောင်းပြီးနည်းမျိုးစုမိုးထားနိုင်တဲ့ဒီကိုကက် MNDAA နောက်ဝနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ဒီ TNL တို့ AA တို့ SSPP တို့ရှိမှာပေါ့နော်အဲ့ဒီတိုင်းသားလက်နက်ကအစုဖွဲ့တွေနဲ့အာဒီအနာသိမ်းထားတဲ့စစ်တပ်ကိုဆက်ပြီးတော့လက်တွဲမယ်ပေါ့လက်ရှိစစ်အနာသိမ်းကာလမှာဒီထက်ထက်ဝင်ဖြစ်နေတဲ့ဒီအစုဖွဲ့နှစ်ခုကအမေရိကန်ဒီတရုတ်ကိုဖက်ထုတ်လိုက်လို့ရှိရင်ဘုံသဘောတူညီချက်ကဒီစစ်တပ်ပြုတ်ကြရေးပဲဒါပေမဲ့စစ်တပ်ကိုအကောင့်ထောက်ပံ့ထားရတဲ့မှာတရုတ်ကပါနေတယ်လို့ပြောလို့ရတယ်ဒီရဒီအကောင့်လာတဲ့စစ်တပ်ကသူတို့ရဲ့အတ္တအတိုင်းတိုင်းသားဒေသတွေကိုသူတို့အမွေလိုသဘောထားပြီးတော့ ခိနေတဲ့အကြမ်းဖက်တယ်အဲ့တော့ပြန်တွန်းလှန်ရတဲ့လက်နက်ကင်တော်လှန်ရေးဖြစ်လာတယ်ပေါ့နော်ဒီအဲ့ဒီမှာဒီအကောင့်နဲ့စစ်တပ်ကိုတိုက်ခိုက်ပုံမှာကတရုတ်နဲ့နည်းနည်းမိထိဆက်နေတဲ့ဒီဒေသအတိုင်းသားလက်နက်ကင်စုဖွဲ့တွေကတရုတ်စီကနေအထောက်ပံ့နေယူကောင်းယူရမယ့်အခြေအနေလည်းဖြစ်လာတယ်ပေါ့နော်အဲ့ဒါကိုကြည့်မယ်ဆိုရင်တရုတ်ကဒီမြန်မာနိုင်ငံကြီးမှာသူတို့ရဲ့အကျိုးစီးပွားအတွက်ဒီသူနဲ့နည်းနည်းမိထိဆက်နေတဲ့အတိုင်းသားဒေသတွေကိုဩစာတက်ရအောင်လုပ်တာတမျိုးနော်နည်းနည်းမထိဆက်တဲ့ဒေတာတွေအတွက်ကြတော့စစ်တပ်ကိုပံ့ပိုးတာတပုံနဲ့လှုပ်ဆောင်နေတာကတော့ကျမတို့အတိတ်အမြင်သာပဲเนาะ အဲ့တော့အဲ့ဒီအခြေအနေကြားမှာပဲဒီမြန်မာနိုင်ငံရဲ့မတူကော်ပြမှုတွေကြားမှာ Federal Democracy စနစ်ဆိုတာကိုဒီလိုလားလာကြတော့ American ရဲ့ပံ့ပိုးမှုကိုညီမှုဖြစ်လာတဲ့အခြေအနေကြားမှာပဲဒီမြန်မာနိုင်ငံကအဲ့တရုတ်နဲ့ American အင်အားကြီးနှစ်နိုင်ငံရဲ့ဒီပထဝီနိုင်ငံကြီးကစားကွင်းအဖြစ်ဖြစ်နေတာအသေးစားပဲလို့တော့ပြောချင်ပါတယ်ရှင့် ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အခုဆိုရင်အာစီစစ်ကောင်စီကတရုတ်နိုင်ငံရဲ့ထောက်ခံမှုကိုတတထိုးထိုးရနေတယ်လို့ဆီယနာရှင်စနစ်ကိုစန့်ကျင်တွန်းလှန်နေတဲ့ NUG PDF နဲ့အင်အားကြီးရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုရန်လိုတဲ့သဘောထားတွေအတိအလင်းထုတ်ပြခဲ့ပြီးဖြစ်တယ်ပေါ့နော်။နောက်ပြီးဒီတရုတ်နိုင်ငံကဥဆောင်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေမှာဆိုရင်စစ်ကောင်စီကိုပို့ပြီးပွဲထုတ်လာတယ်။ဆိုတော့ဥတုဆော်လက်ကိုဒါနဲ့ဆက်ဆက်လို့မေးချင်တာကဟိုတရုတ်နိုင်ငံရဲ့ ဒီလိုအပြုတ်မှုတွေကြောင့်အာဆီယံအနေနဲ့စစ်ကောင်စီအပေါ်ထားရှိတဲ့ဩဇာနဲ့အခွင့်အာဏာတွေဆုံးရှုံးသွားနိုင်တယ်လို့ယူဆလို့ရနိုင်မလားပေါ့နော်ဟုတ်သုံးသပ်ပြပါအောင်ရှင်ဒီဥက္ကတကယ်လို့ဒါပေါ်တင်စစ်စစ်ကောင်စီဘက်ကရမယ်ဆိုရင်တော့ဒီဘက်မှာတခြားစိုးရင်စရာအင်အားစုတွေဖြစ်လာမှာတော့အသေးချာပဲလေအာဆီယံအပါဝင်ပေါ့နော်အမေရိကန်ဟောအခုတော့ဟိုဘာပြောအာဏာသိမ်းရတာမင်းအောင်လိုင်းကိုတခါမဖိတ်သေးဘူးတခြားလူတွေဘေးမှာဒါဖိတ်နေတာ အခုတော်တော်များများစိတ်ဝင်စားနေတာနိုဝင်ဘာမှာမင်းအောင်လိုင်ကိုဖိတ်ထားတဲ့ဆိုတဲ့ကိစ္စပေါ့နော်ဟိုတော်တော်ကလင်ရောက်တာလို့ပါလို့ကဒါ NLD အစိုးရလက်ထက်တွေကသဘောတူထားတာပါနောက်တစ်ခါလဲဟိုတရုတ်ဩဇာမကင်းမှုဆိုတဲ့ဒီကျွန်တော်တို့မြောက်ပိုင်းမဟာမိတ်တွေပေါ့ဗျာမြောက်ပိုင်းမဟာမိတ်တွေပဲပြောဒီကျွန်တော်တို့နိုင်ငံရေးစုဖွဲ့မှုဆိုရင်ဝါဦးဆောင်တဲ့ FCMTP ပေါ့အဲ့ဒါတွေရှိပါတယ်ကျွန်တော်သိတဲ့လောက်တော့မြေပြင်မှာတော့အခုရက်ပိုင်းတွင်မှာတရုတ်နယ်စပ်မှာတိုက်ပွဲတွေပြန်ဖြစ်ပါတယ်135မိုင်တို့ပါလို့ကြည့်ရတာတရုတ်လည်းတိတ်ပြီးတော့ပြောလို့ရတာတော့မဟုတ်ဘူးဒီဘက်ကလူတွေကို အဲ့လိုမျိုးစစ်တပ်ဘက်ကိုတရားဝင်သူတို့ရက်လိုက်မှဆိုရင်တော့အဲ့ဒီနောက်ဆက်တွဲပြဿနာတွေကလည်းရှိပါတယ်သူတပြင်းတော့မြန်မာပြည်ကိုတရုတ်ရင်ွယ်တွေကဆွဲထုတ်မလားအိန္ဒိယဘာလုပ်မလဲပေါ့နောက်ပိုင်းအိန္ဒိယတို့ဦးနေတို့တခြားအာဆီယံတို့เนาะကျွန်တော်တို့ဟို diplomacy မှာလေကျွန်တော်တို့အရင်က1 truck 1လောက်လောက်ခဲ့တယ် truck 1.5ဆိုပြီးလောက်ခဲ့အဲ့တော့အာဆီယံအပါအဝင်ကျွန်တော်တို့အိန္ဒိယပါပါလာခဲ့တယ်အိန္ဒိယလည်း host လုပ်ခဲ့တယ်အဲ့လိုမျိုး diplomatic engagement တွေကပြန်ပြီးတော့ဟိုမြန်မာကို တရုတ်ရင်ခွင်ထဲမှာပဲထားတော့မလားဆွဲထုတ်မလားတကယ်သာမှန်ပုံမှန်လင်းလင်းတရုတ်ကရက်မှာဆိုရင်တခြားဒီပလိုမစီဒေတာတွင်ချိန်ခွင်ရှာပေါ့အဲ့ဒါတွေဖြစ်လာမှာပေါ့ဗျာဟိုပဲလော်ကြပဲလော်ကြပဲစားညံ့ညံ့စတန်ဒရစ်ကြပဲချီးညံ့ညံ့ပေါ့ဗျာဒီကမ္ဘာအင်အားကြီးနိုင်ငံတွေအလှုပ်မှာတော့ဒေတာတွင်စုဖွဲ့မှုတွေကပိုလှုပ်လာပါတယ်အဲ့လိုပဲဟိုအခုလေတရုတ်ကသူတို့နောက်ထပ်အစည်းအဝေးတစ်ခုလဲကျွန်တော်သိတဲ့လောက်တော့ဒီအော်တိုဘာလကုန်လောက်မှာတစ်ခုရှိသေးတယ်ရုရှားလည်းပါတယ် ဘရာဇီးလည်းပါတယ်မြန်မာလည်းဟိုအိန္ဒိယလည်းပါတယ်မြန်မာလည်းလေးလာသူနဲ့တက်မယ်ဆိုတော့နောက်ထပ်ဒီကျွန်တော်တို့ဟိုဒေတာအတွင်းစုဖွဲ့မှုတွေကလည်းရှိနေတာဗောလေဟိုသူကတစ်ခုခုဘက်ကိုဘက်တစ်ခုလိုက်လိုက်လေဆိုရင်တခြားတစ်ဘက်ကလည်းပြန်ဆွဲတဲ့သဘောရှိပါတယ်အဲ့တော့တရုတ်ကသာတကယ်တမ်းစစ်ကောင်စီဘက်ကတေချာပေါ့ဟိုတရားဝင်ထွက်ရက်ပြီဆိုရင်တော့တခြားအာဆီယံလည်းပြန်ဆွဲမှာပဲကျွန်တော်တို့အာဆီယံနဲ့မှမှအမေရိကန်နဲ့ဒီကရတဲ့တချို့လည်းပြန်ဆွဲမှာပဲအနောက်အုပ်စုကလည်းအဲ့လောက်ကြီးလက်ခံမလား အခါဒေသတွင်အိန္ဒိယတို့ဘင်္ဂလားဒေ့ရှ်တို့လည်းရှိပါသေးတယ်ဘင်္ဂလားဒေ့ရှ်လည်းကျွန်တော်တို့ကများသောအားဖြင့်ထည့်မတွက်ကြဘူးဒါပေမဲ့ရိုဟင်ဂျာကိစ္စတို့ဘာလို့လဲအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်ဆိုလိုတာကတော့ဒီပလိုမစီမှာတော့ track 1နေရော1.5ဒီရောအဲ့ဒါနေ track 2တွေလည်းဖြစ်လာမယ်လေအဲ့လို track တွေများလာရင်ပို့ပြီးတော့ဟိုဟိုဘတ်တွေကတော့ဝိုင်းဆွဲကြမယ်သဘောတော့ရှိပါတယ်တခုကတော့စိတ်ဝင်စားဖို့ကောင်းတာကတော့မြန်မာနိုင်ငံရေးက2024အကုန်နဲ့2025မှာတော့ ဒီကျွန်တော်တို့အဆုံးဖြတ်တစ်ခုခုပါဖြစ်မယ်ဆိုတာသိနိုင်ပါတယ်။အဲ့မှာလည်းအထူးသဖြင့်တရုတ်ဘာလုံးလဲဆိုတာလည်းတော်တော်ရေးပါတယ်။အာဆီယံဘာလုံးလဲဆိုတာလည်းအရေးပါပါတယ်။အဲ့လိုပဲအနောက်အစုအမေရိကန်ဥဆောင်တဲ့ဖွဲ့အော်ဒီအော်ဘာလုံးလဲ။အထူးသဖြင့်တော့မြန်မာစစ်ကောင်စီတို့တရုတ်ရင်ခွင်နဲ့ထားမှာလား။ဟိုတရုတ်ကတော့သိကြပါတယ်မြန်မာပြည်ကိုဒီမိုကရေစီရတာတော့သိမကြိုက်ပါဘူးသူရဲ့ဟိုပထဝီနိုင်ငံရေးအရာလေ။ ဟိုတကယ်တမန်ကြောင့်လည်းရှိတာဟုတ်88ကဗမာပြည်မှာဒီမိုကရေစီလှုပ်ရှားမှုဖြစ်တဲ့89မှာ TMN အရေးခင်ဖြစ်ခဲ့တယ်အခုကျွန်တော်တို့ရုရှားယူကရိန်းကိုဟို NATO အဖွဲ့ဝင်မဖြစ်စေချင်တဲ့သဘောနဲ့အတူတူပါပဲကြီးရမှာဗိုလ်ချုပ်ထွန်းမြတ်နိုင်စကားနဲ့ပြောရရင်အင်္ဂါကြိုးပဲစင်တာတာအောက်မှာတိန်းလာတယ်တိန်းနေတာပဲလေဒီဘောတိန်းလိုက်ပင်လည်းဘူးတိန်းလိုက်ပေါ့နော်တကယ်တော့မြေပြင်မှာဘသူထိန်းချုပ်နိုင်လဲဆိုတာဒါအခေယာပါဒီတဲ့ပုံစံနဲ့နေမြေထိန်းချုပ်မှုတွေပုံများလာရင်တော့ ဂျာပြင်ပဩဇာတဲ့ပိုကြီးတဲ့ဩဇာတည်ဆောက်နိုင်မယ်လို့ပဲပြောပြရစီဗျ။ဟုတ်ကဲ့ပါရှင်။မဆုမြတ်ကိုအလှည့်ပြန်ပေးချင်ပါတယ်။အာဆီယံနိုင်ငံတွေတဲကြီးလာရင်လာအို၊ဗီယက်နမ်နိုင်ငံဒီကမ္ဘောဒီးယားနိုင်ငံတွေဟာစစ်ကောင်စီနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိရပေါ့နော်။ဆိုတော့ပြီးခဲ့တဲ့အာဆီယံအလှည့်ကြဥက္ကဋ္ဌ ဟိုကမ္ဘောဒီးယားနဲ့ဒီနဲ့အာဆီယံဥက္ကဋ္ဌလာအိုနိုင်ငံဟာဘုံသဘောတူညီချက်တွေအကောင့်ထဲပေါ်လာအောင်တွန်းတွန်းတက်တိုက်ဆောင်ရွက်မှုမရှိဘူးဆိုတဲ့တုံ့တက်တဲ့ချို့တုံ့တက်ချက်တချို့ကလည်းရှိနေတယ်။နောက်ပြီးဒီစစ်ကောင်စီနဲ့မနီးဆက်တဲ့ Brunei, Singapore, Malaysia, Indonesia နဲ့ Philippines တို့ဆိုလို့ရှိရင်လည်းဒီစစ်ကောင်စီကတိတ်အဖက်မလုပ်ဘူး။အလှည့်ကျဥက္ကဋ္ဌတွေတယောက်ပြီးတယောက်ပြောင်းသွားလဲစစ်ကောင်စီရဲ့သဘောထားကပြောင်းမှာမဟုတ်ဘူးဆိုတဲ့တုံ့တက်ချက်တချို့ကရှိနေတယ်။ဆိုတော့ဒါနဲ့ပတ်သက်လို့မေးချင်တာကဒီအာဆီယံရဲ့ဘုံသဘော တူညီချက်9ရက် အကောင့်ထဲပေါ်ဖို့အချိန်ကာလတိတိကျကျသတ်မှတ်တာမျိုးအဲ့ဒီအချိန်အတိုင်းမလောက်ဆောင်မှုဆိုရင်အဖွဲ့ဝင်အဖြစ်ကစိုင်းငံ့တာမျိုးဒါတွေပေါ့နော်ချတာတွေလုတ်ဖို့လိုမလားပေါ့ဟိုဒါနဲ့ပတ်သက်လို့ဆွေးနွေးပြပါအောင်မဆုမြတ်ဟုတ်အဲ့တော့အဲ့ဒီလိုအခြေအနေမျိုးလည်းမဖြစ်လာနိုင်ဘူးလို့တော့ပြောလို့မရဘူးပေါ့နော်ဒီလိုမဖြစ်လာအောင်လည်းဒီမြန်မာနိုင်ငံရဲ့အတွက်ပူပေါင်းအပြေရှာနိုင်မလားဆိုတဲ့ဆွေးနွေးမှုပုံစံမျိုးတွေလည်းစီစဉ်နေတာကိုတွေ့ရတယ်လေဥပမာပြောရလို့ရှိရင်ဒီနှစ်ကုန်ပိုင်းဒီဒီဇင်ဘာအတွင်းမှာ ြန်မာနိုင်ငံရဲ့ပြည်ပကကိုအဖြေရှာဖို့အတွက်ထိုင်းကိုဦးဆောင်ပြီးတော့အလို့တဘောဆွေးနွေးမှုစီစဉ်တာမျိုးပေါ့အဒီလစ်စနစ်မှုမှာလည်းဒီထရိုင်ဂါလို့ခေါ်တဲ့အာဆီယံအလဲကျနာရှေ့မှာပြောခဲ့တဲ့ဥက္ကဋ္ဌသုံးနိုင်ငံအရင်အခုပေါ့နော်အဲနောက်တောင်ဝင်ယူမဲ့နိုင်ငံပေါ့အဲ့တော့အင်ဒိုနီးရှားဒီလာအိုနဲ့မလေးရှားနိုင်ငံတွေကလည်းဝိုင်းအကြံပေးကြမယ်လို့ပြောထားတာတွေ့ရတယ်ပေါ့နော်ပြီးတော့ဆရာနာသိန်းကာလာအတွင်းကဒီအလဲကျအာဆီယံဥက္ကဋ္ဌတွေကိုကြည့်မယ်ဆိုလို့ရှိရင်2021တုန်းကဘရူနိုင်း ရနဆာ2022ကကမ္ဘောဒီးယား2023ကကျတော့အင်ဒိုနီးရှားနဲ့အခု2024မှာကလာအောင်ပေါ့နော်ဒါလာမယ့်နေ2025ကကျတော့မလေးရှားဖြစ်တယ်ဒါပေမဲ့ဒီ2026မှာကျတော့အလက်ဆာအခွတာတာဝန်ယူရမယ်ဒီမြန်မာနိုင်ငံအစားဖိလစ်ပင်းကတာဝန်ယူမယ်လို့ဒီ ASEAN ကထုတ်ပြန်ထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့ဆရာနာသိန်း၃နှစ်ကျော်ကာလအတွင်းဒီ ASEAN ဥက္ကဋ္ဌအသီးသီးကမြန်မာအရေးကိုတည်ချာမှကင်တွယ်နိုင်ခဲ့တာကတော့ဒါမြင့်မြင့်တက်တည်လို့ပေါ့နော်စစ်တပ်ကလည်း ASEAN ဆိုတဲ့အနေထားကို take you site လို့အခြေအနေမျိုးနဲ့ အာဆီယံကလည်းမြန်မာနိုင်ငံရဲ့ဒီစစ်ကောင်းဆောင်ရဲ့ရည်တည်မှုပုံစံကိုမြင်တွေ့ပြီးသားဖြစ်နေသလားလားမူဆရတယ်။ဒါပေမဲ့အခုလက်ရှိမှာတော့စစ်ကောင်းဆောင်ကဒီကိုယ်စလဲတက်လာတာစစ်ကောင်းဆောင်ဘက်ကကိုယ်စလဲတက်လာတာဒီအာဆီယံကလည်းဘလူညှိနှိုင်းဆွေးနွေးပြီးအဖြေရှာဖို့စီစဉ်လာမျိုးတွေတွေ့မြင်ရတာလည်းရှိတယ်ပေါ့နော်။စစ်ဝင်စားတာကတော့ဒီစစ်တပ်နဲ့ဆက်ဆံရေးကောင်းမွန်တဲ့ထိုင်းရအူဆောင်ပြီးတော့မြမအရေးအလို့စင်းနေပွဲဆိုတာကနေဘလို့လှရှာမှုတွေဖြစ်လာမလဲဆိုတာကစစ်ဝင်စားကြကောင်းတယ်။အဲ့တော့အဲ့ဒီစင်းနေပွဲဖြစ်မြောက်ဖို့လေလာဝတ်တိုက်တွန်းထားရပါတော့။ တော့ထိုင်းဝင်ကြီးချုပ်ဒီပြောထားတာကလည်းမြန်မာကဒီတက်ဆိုင်အဖွဲ့စည်းတိုင်းကိုစီးရင်းနည်းနဲ့ဆက်ဖြေရှင်းလို့မရတဲ့အကြောင်းဒီအာဆီယံအနေနဲ့တင်းစကားပါသိပြီဆိုတာမျိုးကိုပြောထားတာပေါ့အဲ့ဒါကိုလည်းတွေ့ရတယ်အဲ့တော့ဒီစစ်တပ်အနေနဲ့အကြမ်းဖက်မှုတွေရပ်မလာတက်ဆိုင်လူတွေနဲ့ဆွေးနွေးမလာဒီစာနာမှုလူသားချင်းစာနာမှုအကူအညီတွေပေးရို့ခွင့်ပြုမလာဒီအာဆီယံထူးတန်တမန်ကိုလက်ခံမလာဒီလူတွေနဲ့ပြည့်တွေ့မလာဆိုတာကလည်းလွက်လာမယ်အခြေအနေဖြစ်တယ်ပေါ့နော်။ပြန်ပြီးတော့ချုပ်ရလို့ရှိရင်တော့ဒီထိုင်းဥဆောင်နဲ့အဲ့လိုသဘောဆွေးနွေးမှုခင်ချင်းက အာဆီယံရဲ့စစ်တပ်ကြားကဆက်စပ်ရေးပုံစံကိုမျိုးမျိုးပြောင်းသွားနိုင်ပါတယ်။တရုတ်ရဲ့ကစားကွက်ကလည်းအရေးပါနေတော့ဒီတရုတ်အာဆီယံအနောက်နိုင်ငံတွေကြားမှာဒီမြန်မာအရေးကဒီနှစ်ကုန်ပိုင်းမှာအဖြေတစ်ခုခုထွက်လာတာလည်းဖြစ်နိုင်တယ်။ဆိုတော့အဲ့ဒီအဖြေကနေပဲဒီဘုံသဘောတူညီမှုမျိုးဘယ်အချိန်နောက်ဆုံးလုပ်ဖို့ပြောမလဲမလုပ်ရင်ရောဘာလုပ်မလဲဆိုတာတွေကတော့ဇက်တိုက်ဒီတွေ့လာနိုင်တယ်လို့တော့ယူဆမိပါတယ်ရှင့် ဟုတ်ကဲ့ပါရှင်ဆိုတော့ဒီနေ့အစီအစဉ်ရဲ့နောက်ဆုံးမိကွန်အတွက်ဥတိုးစော်လက်ကိုအလှည့်ပေးချင်ပါတယ်ရှင်ဆိုတော့အင်ဒိုနီးရှားမှာအစိုးရအသစ်တက်မလာခင်လက်ရှိအစိုးရဥဆောင်ပြုလုပ်တဲ့မြမအရေးဆွေးနွေးပွဲတစ်ခုဂျကာတာမှာဒီနှစ်ရက်တာလုပ်ခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမြမအရေးဆွေးနွေးပွဲမှာစစ်ကောင်စီမပါပေမဲ့ NUG K2C နဲ့ RCSS တို့ပါတယ်လို့သိရတယ်ဆိုတော့အဲ့ဒီဆွေးနွေးပွဲမှာပြည်ရင်းကနိုင်ငံရေးအစုအဖွဲ့တွေတင်လာတဲ့သဘောထားမှုကြမ်းထဲမှာဆိုရင်စုလွတ်တွေ့ဆိုရဲ ဲ့ဒီဒေါန်ဆန်းစုကြည်ကိုလှုပ်ဖို့နိုင်ငံနိုင်ငံရေးသဘောတူညီချက်ရပြီးမှစကားပြောဖို့နဲ့ရွေးကောက်ပွဲဆိုတာမျိုးပါတယ်လို့ BBC ကသတင်းထုတ်သွားတယ်ပေါ့နော်ဒီတော့လေဥတို့ဆိုလဲအာမြန်မာအရေးကိုဖြည့်ရှင်းရမှာဒီလိုစဉ်းစားပုံမျိုးကဟုတ်လက်ရှိအခြေအနေအရပေါ့နော်လက်တွေ့ကြပါတော့မလားပေါ့ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဆွေးနွေးပါအောင်ရှင်အခုတော့ကျွန်တော်တို့ဒီတက္ကတာမှာလောက်သွားတဲ့အဟာကိုတို့သတင်းမထုတ်ပါဘူးလို့တော့ပြောထားတယ်ဆိုတော့ပြောတယ် proposal တွေတော့အများကြီးရှိပါလိမ့်မယ် ူသဖြင့်တော့ကျွန်တော်တို့မြန်မာပြည်မှာ negotiate စက်တမ်းမှာပေါ့နော်နှိမ့်နိုင်ပြီးတော့နိုင်ငံရဲ့အဖြေစားတဲ့အဖြေတခုရမလားလို့ proposal တွေအများကြီးရှိပါတယ်အဲ့လိုပဲဒီစုလုပ်တွေ့လို့ပါတော့မြန်မာနိုင်ငံကြီးကအဟောင်းတွေပဲပြန်လဲနေအဲ့ဒါလည်းအသက်မဟုတ်ပါဘူးဟိုရင်တော့ရှိခဲ့ပူပါတယ်ဒါမဲ့တခါတလေကြာရင် အကြက်တဲကဖောက်ထွက်တဲ့ proposal မျိုးစုံကျွန်တော်တို့ထပ်တွေ့ရပါဦးမယ်အထူးသဖြင့်ဒီနှစ်ကုန်နောက်နှစ်ကြာဒါမဲ့တကယ်လက်တွေ့မှာကျွန်တော်တို့ဘက်ကိုချိန်မှာဆိုရင်တစ်ဖက်နဲ့တစ်ဖက်တောင်းဆိုလာတဲ့ demand တွေကိုကြည့်ရပါတယ် ဟိုဘုဇုံမင်းအောင်လာမကြခင်ရမပြောသွားသေးတယ်အကြံဖတ်မှုတွေနဲ့နိုင်ငံရေးအပြောင်းမှမဟုတ်ဘူးတို့ပြီးရင် तू ကနိုင်ငံရေးအရာလဲဥပမာတကောင်ချင်းကောက်လာတော့အခုမကောက်နိုင်လို့ပဲထပ်ပြီးတော့ရက်တိုးကြအောင်မယ်လေဒါ तू ရဲ့ရုပ်ောက်ပွဲရဲ့လုပ်ငန်းချင်းအဲ့ဒါအဲ့တော့ဒီဘက်ကလည်းတချို့စီရနိုင်နေတယ်ပြောပေးမယ်အပြုတ်တော့မတိုက်နိုင်သေးဘူးအဲ့တော့ကျွန်တော်တို့ဟိုအင်္ဂလိပ်လိုပြောရရင် mutually hardened statement လို့ခေါ်ပါတယ်တရားနဲ့တရားအပြုတ်တော့မတိုက်နိုင်သေးဘူးဒါပေမဲ့စိတ်တို့ကတော့ကောင်းကောင်းပြေးနိုင်တဲ့အခြေအနေရှိတယ်အဲ့လိုအခြေအနေမျိုးမှာတော့ proposal မျိုးစုံရှိတတ်ပါတယ်။ဘာလို့နှစ်ပတ်စလုံးကနိုင်နေတယ်၊ထိန်းချုပ်နိုင်တယ်၊နိုင်နေတယ်ဆိုတော့အယူဆရှိနေတော့အဲ့လိုအချိန်မှာတော့နိုင်ငံတကာနဲ့ region နိုင်ရဲ့အခမ်းအကဏ္ဍရေးပါပါတယ်။မြန်မာပြည်ရဲ့အခြေအနေကလည်းအပြုတ်တော့မတိုက်နိုင်ဘူး။တယောက်နဲ့တယောက်တော့ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတော့အခြေအနေမှာရှိနေပါတယ်။အဲ့တော့အစောတော့ပြောတဲ့ဒီကြားထဲမှာအနေရလည်းရှိနိုင်ပါတယ်။သူတပြင်းတရုတ်လိုအင်အားကြီးနိုင်ငံဆွဲခေါ်သွားရင်ပါသွားနိုင်တဲ့အခြေအနေလည်းရှိတော့ခုချိန်မှာတော့ proposal မျိုးစုံရှိပါလိမ့်မယ်။ ဒါပေမဲ့တိုင်းရင်းသားဖွဲ့တွေသူတမင် RCSS လို့ပြန်ပါလာတာတော့စိတ်ဝင်စားပါတယ်ဟိုသူတို့ကြတော့ဟို NCA လမ်းကြောင်းလည်းမထွက်သေးဘူး K3C ကတော့ပြက်ပြီလို့ပြောထားတာဟိုကျွန်တော်တို့သူတမင်ကီရင်နဲ့ကီရင်နီနဲ့ချင်းကဟိုကျွန်တော်တို့ငញ្ញံရေးဟို NCA လမ်းကြောင်းပြက်ပြီလို့တရားဝင်ကြေညာထားတဲ့အဖွဲ့တွေပါ RCS ကမကြေညာထားပေမဲ့သူတို့မှလည်း proposal တွေပါလာတော့စုပေါင်းအပြေရှားမှုအခုကျွန်တော်တို့ဗာလဲဟို negotiate တဲ့ settlement လမ်းကြောင်းတော့မျိုးစုံတော့ ဆက်ပြီးတော့အဖြစ်ချာနေဦးမယ်အစမှပြောသလိုပဲမျက်မမြင်ပုံလားတွေစဉ်းစားတယ်လို့လည်းဖြစ်နေဦးမှာပါပဲဒါပေမဲ့တကယ်အရေးကြီးဆုံးကတော့ပြည်တွင်းမှာအားတာတဲ့လူတွေကပဲတကယ်တမ်းတော့အဲ့ position ရမယ်ပြောရမှာပါဟိုတေချာတာတော့ကျွန်တော်တို့ဒီတိုင်းဆက်သွားရင်ဘလို့မှဟိုဆက်သွားလို့မရဘူးဆိုတဲ့အခြေအနေတော့အကုန်လုံးကလက်ခံထားတယ်ဒီအခြေအနေကိုဖောက်ထွက်နိုင်တဲ့ဆိုတော့အင်အာဒီနိုင်ငံတရုတ်တို့အမေရိကန်တို့ပါလာတယ်လို့ကျွန်တော်တို့ဒီဦးနှင်းမှာတော့ဒီပြည်တွင်းအခြေအနေ ပြည်တွင်းရဲ့လက်တွေ့အခြေအနေအရသာတကယ်မြန်မာနိုင်ငံရဲ့အနာဂတ်ကိုဆုံးဖြတ်မယ်လို့ပဲပြောပြရစီခင်ဗျာဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီကနေ့ဆွေးနွေးပွဲအတွက်အချိန်ပေးခဲ့ကြတဲ့ဦးတိုးစော်လက်ကိုမဆုမြတ်ကိုကျေးဇူးအများကြီးတင်ပါတယ်ကျေးဇူးပါရှင်